မင်္ဂလာပါကျွန်တော်ဝါလေးတွေကိုဆက်ဆွဲပါမယ်စားခဲ့တဲ့ကံပြန်မကြည့်ပါကျွန်တော်တို့ဒီမှာ705ရဲ့ output ကကျွန်တော်တို့ VSS ကိုဝင်ထားတယ်ပြီးတော့ enable B က2ပဲဟာတာလေးရဲ့ number 2 705ရဲ့ output က2ပဲဟာတာလေးရဲ့ number 1 enable B ကမှ number 2 705က output က number 1ဒါလေးကိုဆွဲပါမယ် ူပါနဲ့ဝါရအောင်ယူပါဒီဆက်စနဲ့ဆက်လိုက်ပါပြီဒူပဲဟာလေးကိုယူပါဝါလေးကိုယူပါအဲ့ဒီပဲ A ကနံပါတ်2နံပါတ်1က705 output ။ဒါပြီးကျွန်တော်တို့တူပဲဟန်တာလေးယူလိုက်ပါမယ်။ဒူဝါနေဝါလေးကိုယူလိုက်ပါအနေပဲပြီကနံပါတ်2နံပါတ်1က705ရဲ့အောက်ပို့ဟုတ်ပြီကျွန်တော်စားခဲ့တဲ့အကောင်ပြန်မကြည့်ပါကျွန်တော်ဒီမှာ resistor ရဲ့ LED ရဲ့ ကျွန်တော်တို့705အပေါ်ကနေဆက်ထားပါတယ်။ရော 540DC လိုင်းနဲ့ဆက်ထားပါတယ်။ဟုတ်ပြီကျွန်တော်ဒါလေးကိုဆွဲအောင်မယ်။ message star လေးကိုဆက်လက်ပေးပါ။နေရာချပါ။ LED ကိုဆက်လက်ပေးပါ။နေရာချပါဒူပါနဲ့ဝါယာကိုယူပါဆက်ပေးပါ အနီးနဲ့ resistor လေးကိုလည်းဆက်ပေးပါအနီးရဲ့ output ကို ground နဲ့ဆက်ပေးပါဒီဘက်နေ wire ကိုယူပါဟုတ်ပြီစာခဲ့တဲ့အကောင်ပြန်သွားကြည့်ပါမယ်ကျွန်တော်တို့ ground မြမရဲ့ ground pin ကဒီ ground နဲ့ဆက်ထားတယ်ကားရဲ့ sensor ရင်းနဲ့ကားရဲ့ sensor pin ကကျွန်တော်မတုံးဒါလေးကိုဆွဲပါမယ် ူပါနဲ့ဝိုင်းအောင်ယူပါတပေးပါအပြည့်ထောက်ပြီးပုံမှန်ဖြောက်ပါစာကဲ့တရားကံကိုပြန်သွားကြည့်ပါဟုတ်7.05 input ပို့ တူပဲခန္ဓာလေးရဲ့နံပါတ်2နံပါတ်1ကိုပါဝင်ပုံလိုက်နဲ့ယူရတယ်ဟုတ်ပြီကျွန်တော်ဒါလေးကိုဆွဲပါမယ်ကျွန်တော်တူပဲခန္ဓာလေးတစ်ခုလို့ရတယ်နောက်ပိုင်းတော့ library ကိုလက်ကလစ်ပေးပါတူပဲခန္ဓာလေးကိုယူပါ list button ကိုလက်ကလစ်ပေးပါเนี่ยชะပါไลค์เล่ถอดไปคอมเมนต์ဖြောက်ပါสแลปပေးပါโลเลชั่นด้วยคีย์บอร์ดกัสเปเปอร์ออกให้ပါ ူပဲဟာလေးကိုနေရာရှင်းရမယ်ဒူဝါနေဝါယောယူပါဟိုအင်ပိုလီယာနံပါတ်2ပဲဝမ်ပင်ကဝါလိုင်းနဲ့ ဟုတ်ပါ යි ဆက်ပြီးတော့ပါ යි စာကြတဲ့အရာကိုပြန်သွားကြည့်ပါကျွန်တော်ဒီမှာ capacity ကနှလုံးဒီ capacity နဲ့နှလုံးကကျွန်တော်တို့တစ်ခုကကျွန်တော်တွဲဖို့ကနေဖေတာခဏတယ်နောက်တစ်ခုက5ကနေဖေတာခဏတယ်ဒီရဲ့ဒီ3ပြန်ဖုန်းလေးကိုနဲ့ဒီ capacitor ကို input pin ကိုကျွန်တော်တို့ ောက်ပြီးတော့ပါဆွဲပြပါမယ်ကျေးဇူးတင်ပါတယ်